ကောင်းပြည့်နဲ့တနာပေါ်မင်္ဂလာပွဲမှာကြည်လူကြောင်းရင်းကြောင်းသွားကြိုခင်ရတဲ့ဆိုင်ရင်ဒီမုံမြင်မင်္ဂလာပါရှင် Famous Silly News မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာဆောင်မှာဝါတီဆွေရင်သွားတစ်ချောင်းကျွတ်သွားကြောင်းထင်ကြီးပြီးခံနေရတာကဆိုင်ရင်ဒီမုံမြင်မှာသင်းဆောင်ဆိုင်ရင်ဒီမုံမြင်ဟာရုပ်ရှင်နဲ့ဗီဒီယိုသင်းဆောင်မင်းသမီးတယောက်ဖြစ်ပြီးချစ်စရာကောင်းတဲ့ပုံစံလေးကြောင့်ပြည်သက်တွေကချစ်ခင်အားပေးကြရတာပါနောက်ပြင်ဆိုင်ဒီမိုးမြဟာဖက်ရှင်နဲ့ပတ်သက်လာရင်လည်းခေတ်ရှိပြနေတဲ့မင်းသမီးလေးတစ်လက်ဖြစ်ပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ဆိုင်နီမုံမြင့်တယောက်သွားတစ်ချောင်းကျွတ်သွားခဲ့ရပါတယ်။ဒီလိုဆိုင်နီမုံမြင့်ရဲ့သွားကျိုးသွားရတာနဲ့ပတ်သက်ပြီးမင်္ဂလာဆောင်မှာဝါတီစားနေရင်သွားကျိုးသွားတာလားမင်္ဂလာပွဲမှာငွေမိုးကျင်းနေတော့ငွေလိုက်ကောက်လို့တိုင်မီပြီးသွားကျိုးသွားတာလားဆိုပြီးထင်ကြီးပေးနေကြတာပါ။ဆိုင်ဒီမုံမြင့်ဟာတနာပုံနဲ့ကောင်းပြေကတော့အခုချိန်မှာမင်္ဂလာလက်မှတ်ရေးထိုးကမင်္ဂလာဆောင်တဲ့ပွဲမှာသွားကျိုးသွားတာဖြစ်ပါတယ်။တနာပုံနဲ့ကောင်းပြေရဲ့မင်္ဂလာပွဲကိုတော့နှုပညာတိုင်းဝမ်းတစ်ခုလုံးကတင်ရောက်ခဲ့ကြတာပါ။ ဒါကလည်းသူတို့သားကောင်းပြည့်နဲ့သူတို့သမီးတန်နာဘူရဲ့နာမည်ကိုရှင်ဝါကြောင့်လို့ဆိုရမှာပါ။ကောင်းပြည့်ဆိုတာကတော့အာလုံးတီးကြတဲ့အတိုင်းရုံကြီးချော်မော်လှပခံရတဲ့တရုတ်ဆောင်မင်းသားတလက်ပါ။ဒါကြောင့်လည်းမိန်းကလေးပြိတ္တတီချစ်ခင်အားပေးကြတဲ့မင်းသားတလက်ဖြစ်ပါတယ်။ဒီလိုအားပေးတဲ့ပြိတ္တများရဲ့မင်းသားတလက်ဖြစ်တဲ့တရုတ်ဆောင်ကောင်းပြည့်ဟာချောင်းရတနာရဲ့ညီမလေးတန်နာဘူနဲ့မင်္ဂလာဆောင်လိုက်တာဖြစ်ပါတယ်။တကယ်ဆိုရင်ကောင်းပြည့်တနာဘိုးတို့ဟာအခုမှချက်ချိုက်ကောင်လက်ထက်ချရင်စုံတွဲမျိုးတော့မဟုတ်ပါဘူး။ ကောင်းကြီးနဲ့တဏ္ဍာဘုရုဆောင်တွဲလင်းဟာအနုပညာလောကထဲမှာတွဲနေတာဆယ်စုနှစ်တခုလောက်ကြာနေပါပြီ။ဒါပေမဲ့လည်းသူတို့ချစ်သူနှူးဟာအချိန်မတန်သေးတာကြောင့်လက်မထပ်ပဲချစ်သူသမီးကြီးစားဘဝကိုအချိန်ကြာကြီးဖြတ်တန်းလာတာဖြစ်ပါတယ်။ဒီလိုလက်ထပ်တာကြာနေတဲ့အချိန်ဒီကြောင့်ပြိသက်တီကတော့တဏ္ဍာဘုနဲ့ကောင်းကြီးတို့ဆောင်တွဲကိုဝေဖန်ပစ်တင်တာတွေလုပ်ခဲ့ပါသေးတယ်။အထူးသဖြင့်မိန်းကလေးတယောက်ကိုအချိန်ကြာကြီးတွဲပြီးလက်မထပ်တဲ့တရုပ်ဆောင်မင်းသားကောင်းကြီးကိုလူတွေကပစ်တင်ဝေဖန်ကြတာပါ။ ဒီလိုဝေဖန်မှုတွေကြားရတဲ့အခါပဲအခုချိန်မှာတော့တရုံဆောင်ကောင်းပြင်းတဲ့တဏ္ဍာဘုံတို့ဟာသူတို့ရဲ့ချစ်သူတက်တန်းဘဝနှစ်တည်းအကြာကြီးကိုဆုံးသက်ကမင်္ဂလာဆောင်လိုက်ပါပြီ။ဒီလိုမင်္ဂလာပွဲကိုတော့နှစ်ပတ်သောမိဘဆွေမျိုးတိုင်းဝမ်းရှိမှကျင်းပခဲ့တာပါ။ဒီလိုချိန်မှာပဲဆိုင်နီမုံမြင့်တရားသွားကြိုးသွားခဲ့ရတာဖြစ်ပါတယ်။ဆိုင်နီမုံမြင့်တရားကောင်းပြင်းတဲ့တန်တာဘိုးတို့မင်္ဂလာပွဲမှာပျော်ရွှင်စွာဆင်နွှဲခဲ့ပါသေးတယ်။ဒါပေမဲ့တပ်ပုံမှာသွားကြိုးနေတဲ့အပေါ်မှာလူတွေကပြောနေကြတာပါ ဆိုင်ဒီမုံမြင့်တယောက်ဒီလိုသွားကျိုးသွားတာဟာဘာကြောင့်ကျိုးသွားတယ်လဲဆိုတော့ကိုတော့တိတိကျကျမသိကြပါဘူးလူတတော်များများကတော့ဆိုင်ဒီမုံမြင့်ဟာမင်္ဂလာပွဲမှာထမင်းဆိုင်ရင်အယူခံလို့ကျိုးတာလို့ဆိုပါတယ်တချို့ကလည်းမင်္ဂလာရွှေမုံဝင်မုံချိန်နေချိန်လူကောင်းလို့ကျိုးတာဖြစ်နိုင်ကြောင်းခံမှန်းကြတာပါတောင်းပြင်းတဲ့တဏဘုံရဲ့မင်္ဂလာပွဲမှာတော့မင်္ဂလာငွေချေခဲ့ပါတယ်ဒီလိုအချိန်မှာဆိုင်ဒီမုံမြင့်ပါဝင်အမှုပညာရှင်တွေတတော်များများလဲလူကောင်းကြတာပါ ဆိုင်နီမုံမီဟာကောင်းမြင့်တဲ့တန်တော်ဘုံမင်္ဂလာပွဲမှာပတ်စံချဲချိန်ဝင်လူရင်းငွေ3000လောက်ရခဲ့တာပါဆိုင်နီမုံမီနဲ့မကပါဘူးကောင်းမြင့်တဲ့တန်တော်ဘုံတို့မင်္ဂလာပွဲမှာမာကြီးဆန်းကလည်းအချင်းဟောင်းကောင်းပြည့်ကိုမရရင်တော့တထောင်ပြောင်ရှူမေးဆိုပြီးငွေဝင်လူခဲ့တာပဲဖြစ်ပါတယ်တော်တော်များများကတော့ခင်ဆန်းဝင်းဟာကောင်းပြင်းရဲ့မင်္ဂလာပွဲမှာခြေကွေးဝမ်းနေနေမယ်ထင်ကြတာပါ။ဒါပေမဲ့လည်းခင်ဆန်းဝင်းကတော့ချစ်သူဟောင်းကောင်းပြင်းမင်္ဂလာပွဲမှာတပေါင်းပြည့်အောင်ငွေဝင်လူခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုငွေလူတာကြမ်းကြလို့ဆယ်နီမုံမြင့်တရာသွားတစ်ချောင်းချွတ်သွားတာလည်းဖြစ်နိုင်ပါတယ်။ပြိတ္တတို့ကရောဆယ်နီမုံမြင့်သွားချောင်းတာနဲ့ပတ်သက်ပြီးမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။